ိတ်ကျဲမာကြီးဈေးရုံတဖူရဲ့နံရံတွေကြားမှာပိတ်လောင်ထားခံရတဲ့ဘောဟန်ဆိုတဲ့မျိုးသားတယောက်သူရဲ့တိတ်ဟောင်ပိုင်းစားတွေဖြစ်ပြန့်ကျဲနေပြီးလက်ရှိဘဝကတော့စိတ်ကူးရင်ကမာရဲမှာပဲနင်းညွန့်နေခဲ့ပါလေ။ဒါပေမဲ့သူရဲ့ပျောက်ဆုံးနေတဲ့အမတရားတွေရဲ့နောက်ကွယ်မှာတော့ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်ရေးစွန့်ရည်တွေကိန်းအောင်းနေခဲ့တာပါ။မျိုးကိုလွှမ်းခြုံလာတဲ့ရာဇဝတ်ဒိုင်းကြီးရဲ့ချိန်ချမှုတွေမြင့်တက်လာတဲ့ချိန်မှာပဲဘောဟန်ရဲ့တိတ်ကရိတ်မဲကြီးတစ်ခုသူ့ရှေ့ကိုပြန်ရောက်လာခဲ့ပါလေ။သူရဲ့ညီအစ်ကိုပြုတ်တလို့သူ့ဘဝကိုဖျက်ဆီးခဲ့တဲ့ ရှန်ရှိရမယ်ဖြစ်ပါတယ်ဂလဲစာချီလိုစိတ်ကဘော်ဟင်းနှလုံးသားထဲမှာမီးလိုတောင်းလောင်လာခဲ့ပြီးသူ့ကိုဆေးရုံနိုင်ငံတွေဂျားတဲ့ကနေလုံမြောက်စေခဲ့ပါတယ်ဒီလိုနဲ့အိမ်လုံးမျက်နှာပုံနဲ့ဝိရုံတစ်ခဲကနေမျိုးရဲ့အမောင်ထဲမှာတရားမျှတမှုကိုဖော်ဆောင်တဲ့သူရဲကောင်းတယောက်ဝေးပေါ်လာခဲ့ပါတယ်လူတွေကသူ့ကို QM လို့တီးကြပါတယ်သူဟာရာဇဝတ်တောင်းတွေအတွက်အိမ်မက်ဆိုးတစ်ခုဖြစ်တယ်လို့ဥပဒေကိုလက်တိုင်ထားတဲ့စုံတော်ဆင်းအတွက်တော့ခေရှင်းရခဲ့တဲ့ပုံစံတစ်ပုံဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူလိုက်လံရှာဖွေနေတဲ့အမှန်တရားက သူထင်သာထထအများကြီးပိုရှုပ်ခွေနေခဲ့ပါပြီ။သူရဲ့ကောင်းတရားကိုကြီးညိုလေးစားခဲ့ရတဲ့သူ့မွေးစားဖေးအမတ်ရဲ့တေဆုံးမှုနောက်ွယ်ကရင့်ဝက်ချက်ကဘာညာလဲ။သူ့ညီကိုရဲ့တစ္ဆာဖောင်းမှုကတကယ်ရောသူထင်တယ်လို့မှဟုတ်ပါရဲ့လား။အခြေဖြစ်နဲ့ပတ်တရားတွေတနှောအချစ်ပေါ်လာတာနဲ့ညမိသားစုတစ္ဆာဖောင်းမှုနဲ့ကလေးစားချစ်ခြင်းတို့ကြာကသူ့ရဲ့စိတ်ကိုပြန်လဲထိန်းချုပ်ပြီးတကယ်ရန်သူပေါ်အနိုင်ယူနိုင်ပါမလား။ဒါမှမဟုတ်အတိတ်ရဲ့အမှောင်တွေမှာပဲသူထာဝရညှို့သွားမလားဆိုတာကိုတော့ ဘောဟန်လို့ခေါ်တဲ့စိတ်ကြမ်းမာရေးပြေဝခေါင်းမုံခြင်းမရှိတဲ့မျိုးသားတယောက်ဟာအမိုက်ပေါ်တစ်ခုထဲမှာတစုံတစ်ခုကိုရှာဖွေတူးဆွနေပါတယ်။အဲ့ဒီအချိန်မှာသူအရန်ကြိုက်တဲ့မင်းသမီးတယောက်နဲ့ဖုန်းပြောနေခဲ့ပြီးမယ်။အနီးလားကမျိုးသမီးငယ်တယောက်ကိုတခိုးတစုကဝင်ရောက်တိုက်ခိုက်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဖုန်းလိုင်းကရုတ်ပြက်ပြတ်တောက်သွားခဲ့ပါတယ်။သူ့ရဲ့စကားပြောဆိုမှုကိုအနောက်ရှက်ပေးလိုက်တဲ့အတွက်ဘောဟန်တယောက်ဒေါသပေါက်ကွယ်သွားပါတော့တယ်။ဒါပေမဲ့တေချာကြည့်လိုက်တော့သူကန်ကြီးနဲ့ဖုန်းဟာတကယ်ဖုန်းမဟုတ်ပဲညနေပြတုန်းကခနောက်တူးတွေတက်ထားတဲ့တာမန်ဘူးကိုတစ်ခုတ်သာကျင်းနေခဲ့ပါတယ်။ သူတကယ်တမ်းဘယ်သူနဲ့စကားပြောနေခဲ့တယ်လဲဆိုတာကိုတော့ဘယ်သူမှမသိခဲ့ပါဘူး။တကိုးတွေကဘောဟန်ကိုကြည့်ထားမိသွားပြီးသူကစားတင်လောက်ကြောင်ကြပါတယ်။ကြာခဲ့မှာပဲအဲ့ဒီစိတ်မနှက်တဲ့လူကိုအလွဲတကိုအနိုင်ကျင့်လို့ရမယ်ထင်ပြီးသူကပါဝေရောက်တိုက်ခိုက်ကြပါတော့တယ်။ဒါပေမဲ့ဘောဟန်ကသူ့ဘဝမှာတခြားအရာတွေအလုံးကိုမေ့နေခဲ့ရင်တော့မှမမေ့သေးတဲ့အရာတခုကတော့ရှိနေခဲ့ပါလိမ့်။အဲ့ဒါကတော့သူ့ရဲ့တိုက်ခိုက်ရေးကိုခံကျင့်ကြပါပြီ။သူဟာအလွဲတကူပဲလူမိုက်အလုံးကိုတယောက်ပြီးတယောက်နှဲသိမ့်ပြစ်လိုက်ပါတယ်။ ရံပွဲပြီးသွားတဲ့အခါဝဟန်ကမင်းကလေးရဲ့ခြေနေကိုသွားရောက်စစ်ဆေးဖို့ကြိုးစားပါလေ။ဒါပေမဲ့အက်အော့စီယာကောင်းစွာနဲ့မင်းကလေးကသူ့အိတ်ထဲကနေတရက်တလက်ကိုထုတ်သူ့ကိုချေရွယ်ပြီးရှေ့မတိုးလာနေလို့သတိပေးကချက်ချင်းပဲခပ်ပြေးသွားပါတော့လေ။အဲ့ဒီအချိန်မှာပဲစိတ်ကြမ်းမာရေးဆေးရုံကလူနာတင်ရင်စည်းရောက်ရှိလာပြီးဆေးရုံဝန်ထမ်းတွေဟာဝဟန်ကိုလိုက်လံဖမ်းဆီးကြပါလေ။အားကြောင့်လဲဆိုတော့သူဟာဆေးရုံကနေနောက်တစ်ချိန်ခပ်ပြေးလာခဲ့လို့ပါပဲ။ဝဟန်ထွက်ပြေးမှုစူးစမ်းခဲ့ပြီနဲ့လမ်းလေကောင်းမှာပဲအန်းခံလိုက်ရပြီး ဈေးရုံကိုအတင်းကြပ်ပြန်ခေါ်သွားခြင်းခံခဲ့ရပါတယ်။ဒီချိန်ထဲမှာပဲဒေတာတွင်တည်င်းတွေမှာရာဇဝဲမှုတွေမြင့်တက်လာနေတဲ့အကြောင်းကိုအသာပြေဖော်ပြနေပါတယ်။ဒီပြဒနာရဲ့နောက်ကွယ်မှာတော့ရက်ဆက်ကြံကြုတ်ရဲ့ရှန်ချီယာနဲ့သူ့ရဲ့ညာလက်ရုံဗီရာတို့ကူးဆောင်ရဲ့ကြီးမားတဲ့ရာဇဝဲဒိုင်းကိုရှိနေပါတယ်။အင်တာဗျူးတစ်ခုမှာသုံးတော့ဆင်းကဒီကန်ကိုမြင့်ပြတ်ချေမုန်းပြစ်မယ်လို့ဂရီပီပြောဆိုခဲ့ပါတယ်။ဆန်ရှီယာကတော့ဒီမျိုးပေါ်ကသူ့ရဲ့အုပ်စိုးမှုကိုဘယ်တော့မှလွတ်လွတ်မမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းတုံ့ပြန်ခဲ့ပါတယ် နောက်တစ်နေ့မနက်မှာတော့ဘိုဟန်ဟာဆေးရုံကိုပြန်ရောက်နေခဲ့ပါပြီ။ဒေါက်တာမဲလနီကသူ့ကိုပို့ထုံအတွက်ခေါ်တွေ့ခဲ့ပြီးသူမကသူ့ရဲ့အတိတ်ကြောင့်ကိုမေးမြန်းခဲ့ပြီနဲ့ဘိုဟန်ဟာတရက်ဒဏ်ရာနဲ့တူမြေတစ်ခုထဲမှာသူ့ကိုတွေ့ရှိခဲ့ကြတယ်ဆိုတဲ့အချက်တစ်ခုတည်းကိုပဲမှတ်မိနေခဲ့ပါတယ်။ဒေါက်တာမဲလနီကရှင်းလုံးနိုင်ပါတယ်။ကျွန်မရှင်းကိုယုံတယ်။အတိတ်ကိုပြန်မှတ်မိဖို့ကဒီယောဂကိုကုသနိုင်တဲ့တစ်ခုတည်းသောနည်းလမ်းပဲလို့သူမကပြောပါတယ်။အကြီးအကျယ်စူးစမ်းပြီးတဲ့နောက်မှာတော့ဘောဟာသူ့ရဲ့ကလေးဘွားအပိုင်းစားတွေကိုပြန်လည်မှတ်မိလာခဲ့ပါတယ် သူဟာကောင်လေးလောင်းရွေးမှာသူမိဘတွေကသူ့ကိုရောင်းစားခဲ့တယ်ဆိုတာကိုမှတ်မိရပါတယ်။သူ့ကိုတခြားကလေးတွေနဲ့အတူကိုတော်အဟောင်းတစ်ခုစီခေါ်သွားခဲ့ကြပါတယ်။အဲဒီမှာဘောဟန်ဟာဆန်ရှိအောင်နဲ့တွေ့ဆုံခဲ့ပြီးမကြခင်မှာတငယ်ချင်းတွေဖြစ်သွားကြပါတယ်။ဒါပေမဲ့တညမှာတော့အာမန်လို့ခေါ်တဲ့နရဘုံစော့မျိုးသားတယောက်ရောင်းလာခဲ့ပါတယ်။သူဟာရာဇဝတ်တောင်းတွေအားလုံးကိုတတ်ပစ်ပြီးကလေးတွေကိုကယ်တင်ပေးခဲ့တာပါ။အဲဒီနေ့ကစပြီးအာမတ်ဟာဘောဟန်ရဲ့သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ ကဲတင်ခံရတဲ့ကလေးတွေအားလုံးကိုမိဘမဲ့ဒီဟာကိုပြန်ပို့ဆောင်ခဲ့ပြီးအချိန်ကြာလာတဲ့ညတယောက်ပြီးတယောက်ငွေစားခံလိုက်ကြရပါတယ်။ဗိုလ်ဟန်နဲ့ဆန်ရှီယာကလွဲလို့ပေါ့။အဲ့ဒီနောက်မှာတော့အာမတ်ကိုတိုင်ပြန်လာပြီးတောင်လေးနှစ်ယောက်လုံးကိုသူ့ရဲ့အောက်ထင်မှုအောက်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။သူဟာသူတို့ကိုရေဝတ်စွာလေ့ကျင့်ပေးနေခဲ့တာပါ။ဒါပေမဲ့ဒီနေ့မှာတော့ဆန်ရှီယာကသူ့မိသားစုကိုတစ္ဆာဖောက်ခဲ့ပါတယ်။သူဟာအာမတ်ကိုတတ်ပြီးဗိုလ်ဟန်ရဲ့ခေါင်းကိုလည်းတနေ့နဲ့ပြစ်ချခဲ့တာဖြစ်ပါတယ်။ ီနာချင်းစရာတိတ်ကိုပြန်မှတ်မိသွားတာနဲ့ဘောဟန်ကသူ့ကိုယ်သူလုံးဝမထင်ကျုံနိုင်တော့ပါဘူး။ရုပ်ရက်ဒေါသထွက်လာပြီးဒေါက်တာမယ်လင်းကြီးကိုတုံးပင်သွားခဲ့ပါလေ။အဲ့ဒီချိန်မှာပဲမယ်လင်းကြီးရဲ့အကိုဖြစ်သူစုံတော်ဆင်းကအချိန်မီရောက်လာပြီးသူညီမကိုကာကွယ်ပေးခဲ့ပါလေ။ခဏကြာမှာတော့ဘောဟန်ကဘာမှမဖြစ်ခဲ့သလိုမျိုးပြန်လည်ပြင်ပြသွားပြီးကိတ္တစိတ်ထောက်ခွာသွားခဲ့ပါလေ။စုံတော်ကမယ်လင်းကြီးကိုတတိထားဖို့တတိပေးခဲ့ပြီးမယ်။သူမကညီမထက်စာရင် အကိုကအန်ရီပူများနေတာပါလို့ပြန်ပြောခဲ့ပါလေ။ဒါပေမဲ့ဆင်းကတော့စိတ်ပိုင်းဖြတ်ထားပြီးသားပါ ရာဇဝဲဒိုင်းတဲ့သူ့ရဲ့တိုက်ပွဲကနေဘယ်တော့မှနောက်ဆုံးမှာမဟုတ်ပါဘူးအဲ့ဒီနေ့ပါပဲဆန်ရှီယားဟာသူ့ရဲ့လုံခြုံရေးဆောင်ဆိုင်နဲ့တူဆေးရုံကိုရောက်လာခဲ့ပါတယ်သူဟာဆေးရုံအုပ်ကြီးဒေါက်တာရာမူကိုချိန်ချပြီးလူနာမြောင်ရဲ့ပတ်တန်းတွေကိုတောင်းဆိုခဲ့ပါတယ်နောက်ပိုင်းညနေခင်းမှာတော့ဘောဟာသူ့ခန်းထဲမှာနားယူနေတော့ဆန်ရှီယားကလူနာမြောင်ကိုခေါ်သွားတာကိုရုပ်ပြရဲ့သတိထားလိုက်မိပါတယ်ဆန်ရှီယားကိုသူကမှတ်မိနေခဲ့ပြီးဒလဲစာချေလိုဆေးတွေတောင်းလောင်းနေတဲ့ဘောဟန်ကသူ့ရဲ့တကားလက်တိုင်ကိုချိုးဖြတ်ပြီးအနောက်ကိုကြီးလိုက်သွားခဲ့ပါတယ် ူကတော့ဖုံးကွယ်ဖို့အတွက်မော်လန်ချိုးဘောကဝိစာရီကိုဆွဲယူမိယာယီစူပါဟီးရိုးဝဆုံတကူဖန်တီးလိုက်ပါတယ်ဘိတ်ကိုချွတ်ကနင်းနာကိုဘုံဟုတ်ထားပြီးအဲ့ရခင်းကိုဝိယုံပြအသုံးပြလိုက်တာပါဇိုင်းကသူ့ကိုမြင်သွားတဲ့ကဆန်ရှီယာကိုဒီကောင်ကိုကျွန်တော်ရှင်းလိုက်မယ်လို့ပြောပါတယ်ဆန်ရှီယာလည်းသူ့ရဲ့စခန်းကိုပြန်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့ဇိုင်းမသိရိုက်တာကတော့ဘောဟာတာနန်လူနာတယောက်မဟုတ်ဘူးဆိုတာပါပဲသူဟာမယုံနိုင်တော့တိုက်ခိုက်ရေးကျွမ်းကျင်သူတယောက်ပါ တိမ်မကြခင်မှာပဲဘောဟန်ဟာဇိုင်းရဲ့လက်ကိုချိုးပြီးညီပေါ်လွှဲကျင့်လိုက်ပါတယ်။တနက်တန်ကြာတော့ဆွမ်ရှိရအပြေးလာခဲ့ပါတယ်။ဘောဟန်ကိုမြင်လာတဲ့ချက်ချင်းပဲဓာတ်ချောင်းနဲ့ပြင်လိုက်ပါတယ်။ဒါပေမဲ့ဘောဟန်ကဓာတ်သွားကိုသူ့လက်နှစ်ဖက်ကြားမှာလွယ်တကူဖမ်းယူလိုက်ပါတယ်။ဒေါသထွက်နေတဲ့ဆွမ်ရှိရကသူ့တနက်ကိုထုတ်ဝီပြစ်ခတ်ပါတော့တယ်။ဒါပေမဲ့ဘောဟန်ကပြန်ဆန်စွာနဲ့ကြီးစံတွေကိုတစ်ခုပြီးတစ်ခုရှောင်တိန်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆွမ်ရှိရကသူ့လူတွေကိုစုပြီးဆုပ်ခွာသွားခဲ့ပါတယ်။ဘောဟန်ကတော့သူတို့ကိုမြို့တွေကစားတောက်ဆိုင်တစ်ခုထိ တိတ်တဆိတ်နောက်ရောက်ခံလိုက်သွားခဲ့တာပါအဲဒီမှာဆန်ရှီယာကလူငါတယောက်ကိုဝစ်စာလဲပြီးအထဲဝင်းကအစားအစာပါခိုင်းလိုက်ပါတယ်ဒါပေမဲ့သူတို့အထဲဘုတ်ဝင်သွားတဲ့ချိန်မှာပဲရှန်ရှီယာကကုရိယာလေးတစ်ခုကိုထောက်ပြီးခလုံနှိပ်လိုက်ပါတယ်စားတော့ဆိုင်တစ်ခုလုံးပောက်ကွဲသွားစေတဲ့ဘုံတလုံးကိုဖောက်ခွဲလိုက်တာပါဘောဟန်ဟောင်းအချစ်ပြက်အားလုံးကိုဝေးကနေညင်သွေးခဲ့ရပါတယ်ပောက်ကွဲမှုကြောင့်တန်ရဇာကသူ့နားကိုပြန်ဝဲလာခဲ့ပြီးနောက်ပိုင်းမှာသူ့ရဲ့ကိုယ်ပိုင်လက်ငတ်အချက်အသုံးပြုပါပါမင်းနေပိုင်းကြာမှာတော့ရဲတွေရောက်လာပြီး ေါက်ကွဲမှုဖြစ်ပွားရာနေရာကိုစစ်ဆေးခဲ့ကြပါတယ်။အနီးအနားကဒန်ယယ်ရီမှာပိုစတာတတုံတင်းများပြန့်ကျဲနေခဲ့ပြီးကြောက်စရာကောင်းတဲ့သတင်းစကားတစ်ခုကိုပေးပို့နေခဲ့ပါတယ်။ဒါကရာဇဝဲကိုင်းရဲ့သတိပေးချက်ပဲ။ငါတို့ကိုစိန်ခေါ်ရင်အသက်နဲ့ရင်းရနိုင်မယ်လို့ချိန်ချောက်ထားတာပါ။နောက်တစ်နေ့မှာစုံသောဆင်းကသူ့ရဲ့စုံစမ်းမှုတွေကိုစတင်ခဲ့ပါတယ်။သူဟာစိတ်ကျမ်းမာရေးဆေးရုံကနေစပြီးတကယ်တမ်းဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုလူသားတွေကိုမေးမြန်းခဲ့ပါတယ်။ လူနာတွေကသူတို့ဟာဗမ်မန်နဲ့တူတဲ့ရေဝဲစမ်းကျတဲ့လူတယောက်ကလူမိုက်အားလုံးကိုတိုက်ခိုက်တဲ့အကြောင်းကိုပြောပြပါတယ်။ဆင်းကဒီပြောဆိုချက်တွေကဒေးဗစ်မရှိဘူးဆိုပြီးပယ်ချလိုက်ပြီနဲ့သူကအမတီမရက်ခဲ့ပါဘူး။ဒေါက်တာမယ်လနီကိုလူနာတွေထဲမှာတိုက်ထိုက်ရေးသင်တန်းတက်ဖူးတဲ့သူရှိတယ်လားလို့မေးခဲ့ပါတယ်။ဒီစကားကိုကြားတော့မယ်လနီကချက်ချင်းပဲဘောဟန်ရဲ့စက်လံကိုပြန်တတိယသွားပါတယ်။သူမကလက်ပတ်ကြည့်လိုက်တော့ဘောဟန်ကနီးနားမှထိုင်ပြီးသူ့ကိုယ်သူဘုံကွယ်ဖို့အသေးအတန်စူးစမ်းနေတာတွေ့လိုက်ရပါတယ်။ လူလုံးစေတော့ဘယ်မီကဒီလျှို့ဝဲချက်ကိုထိန်းသိမ်းထားဖို့ရွေးချယ်ခဲ့ပါရီဘဟန္တာဒီအရှုံခွေးတဲ့ကိုပါလာခဲ့ရင်သူ့ရဲ့နုနဲ့တဲ့စိတ်ချင်တွေကပုံပြီးဆိုးရွားသွားမှာကိုသူမစိုးရိမ်နေပါရီယတနာကတော့ဘဟန်ကစိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်နေတာပါပဲသူဟာရှန်စီယာကိုဘယ်လိုနည်းနဲ့ပဲတကျရအောင်လက်စာချိန်မှာပါဒီလိုလို့ကိုအတွက်သူဟာဒေါက်တာရာမူကိုစုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်ခဲ့ပါရီအဲ့ဒီညမှာဒေါက်တာရာမူအေဂျင့်ရောက်တဲ့ခါမှာတော့သူ့ရုံးခန်းထဲမှာမျက်နှာပုံးစုလူပြောက်ပုံးလေးတာတွေ့ရှိခဲ့ပါရီ ရန်သွားတဲ့ရာမူကသူ့တနက်ကိုအမြန်ဆွဲထုတ်ဖို့စ조사ခဲ့ပြီနဲ့ညနမုံစုတ်ကသူ့လက်ကိုဖမ်းပြီးရှန်ရှီယာဘေးမှာလဲလို့ပြီးလိုက်ပါတယ်ညနမုံစုတ်လူကဗန်မန်ရဲ့အတန်ကိုတုတ်ခိုးပြီးသူ့အတန်ကိုပြောင်းလဲဖို့စ조사ပြီနဲ့သူ့လက်ချောင်းကအတန်ပြောက်သွားပြီးကျဲလောင်သာချောင်းဆိုးပါတော့ရေဒေါက်တာရာမူကသူ့ကိုဗောဟန်မဲဆိုတာချက်ချင်းမှတ်မိသွားပါတယ်ဒါပေမဲ့ဗောဟန်ရဲ့စိတ်ပိုက်ဖြတ်မှုကိုမြင်ရတော့သူကသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်တာပါသူကမင်းရှန်စီယာစီကိုရောက်ချင်တယ်ဆိုရင်အရင်ဆုံးဂိုင်းရဲ့လုပ်ငန်းတွေကိုတောင်းဆက်ရလိမ့်မယ်လို့ရှင်းပြခဲ့ပါတယ် ဒီစကားကိုကြားတော့ဘောဟန်ကသူ့လမ်းမှာရက်နေတဲ့ဘဲသူကိုမဆိုအယိုးချိုးပြစ်မယ်လို့ဂရိပြုတ်ခဲ့ပါလေ။ဒါပေမဲ့သူဟာဒီတိုက်ခွဲအတွက်တင်းတော်တဲ့ဝိစုံတကူလိုအပ်နေတယ်ဆိုတာကိုလည်းနားလည်သွားခဲ့ပါလေ။နောက်ရက်နေငယ်ကွင်းမှာဘောဟန်ဟာဂိုင်းခွဲဝင်တွေကိုဆက်လက်တိုက်ခိုင်းနေခဲ့ပါလေ။ဒီချိန်တွင်းမှာသူဟာဆေးရုံကအကျုပ်တင်တဲ့နေကိုတုံးချပြီးသူ့ကိုယ်သူစူပါဟီးရိုးနဲ့တူတဲ့ဝိစုံကိုဖန်တီးခဲ့ပါလေ။ပြညမာတော့ဘောဟန်ဟာအနဲ့ရောက်ခေါင်းစွန်းနဲ့အနီရောက်ဝိစုံဝစ်ထားပြီးဒိုင်းတစ်ခုလုံးကိုဖြိုခွင်းနေတာတွေ့လိုက်ရပါတယ် ီဖြစ်စဉ်မှာသူကဖမ်းဆီးခံရတဲ့ကောင်လေးတယောက်ကိုတော့တည်တင်ခဲ့ပါသေးတယ်။ဘော်ဟာရဲ့ကြောက်ရွံ့မှုပြင်းတဲ့တိုက်ခိုက်ပုံကိုထင်ကြီးသွားတဲ့ကောင်လေးကခမည်းပေသူလေးလုံးမိခဲ့ပါတယ်။ဘော်ဟန်ကသူ့ရဲ့တကယ်နာမည်ကိုဖုံးကွယ်ပြီးသူဟာတီဝမ်တော်ထဲကလာတာပါလို့ရိုးရိုးရှင်းရှင်းပဲပြောလိုက်ပါတယ်။သိမကြခင်မှာပဲအဲ့ဒီညနေခုံးဆိုဟီးရိုးရဲ့ဇလန်းဟောင်းအင်တာနက်ပေါ်မှာပြန့်နှံ့သွားခဲ့ပါတယ်။လူတွေကသူ့ကိုတီဝမ်မန်လို့စတင်ခေါ်ဝေါ်ကြပြီးသူ့ရဲ့ကြော်ကြားမှုကဟောင်းထိုးမြင့်တက်လာခဲ့ပါတယ်။ ကာတွန်းတွေပြည့်ရှက်တွေအချိုးရီတောင်မှသူ့နာမည်အောက်မှာရောက်ချနေကြပါတယ်။စုံတော်ဆင်းကတော့ပို့ပြီးတော့စိတ်ပြက်လာခဲ့ပါတယ်။ညနေပုံစုကယ်တင်ရှင်တယောက်ကသူ့ရဲ့စုံစမ်းစစ်ဆေးမှုမှာဝေရောက်ဆွတ်ပတ်တယ်လို့ခံစားနေရပါတယ်။အညာမှာပြည်ဝမန်းကဂိုင်းခွင်းဝဲတစုကိုခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။သူကတယောက်ကိုဖမ်းပြီးရှန်ရှီယဘေးမှာလဲလို့မိခဲ့ပါတယ်။တမ်းမဲလူပိုက်ကဘော်ဟဲခေါင်းကိုဒုံးနဲ့ရိုက်ပြီးထွက်ပြေးလွမြောက်သွားပါတယ်။အဲ့ဒီရုတ်ရက်ရိုက်ချက်ကဘော်ဟဲစိတ်ထဲမှာအမတ်တရားတချို့ကိုမှတ်မိစေခဲ့ပါတယ်။ တို့အကုန်နဲ့တို့ဖေအကြောင်းမှတ်တရတွေပုံတစ်ချိန်တည်းမှာပဲအဲ့ဒီလူမိုက်ကရာဇဝဲဂန်းရဲ့စခန်းစီကိုအပြေးပြန့်သွားခဲ့ပြီးအဲ့ဒီမှာရှန်ရှီယာနဲ့ယေဟိုဝါဆန်းကျယ်တဲ့လူတယောက်နဲ့ရှိနေခဲ့ပါတယ်။အဲ့ဒီလူကဂန်းရဲ့တကယ်ကောင်းဆောင်ဖြစ်ပြီးမျက်လုံးတစ်ဖက်လည်းကြက်စီးနေပါတယ်။သူကကီဝဲမန်သူစီကိုလာချင်းလာဆန်းပါစေလို့ပြောခဲ့ပါတယ်။နောက်တနေ့မနက်မှာဘောဟန်ကဆေးရုံမှာဒေါက်တာမဲလနီနဲ့ထပ်တွေ့ခဲ့ပါတယ်။မဲနီကသူဟာကီဝဲမန်ချစ်ကြောင်တော်လေးရိတ်မိပြီးတန်ကြာရှိနေတာပါ။ဒါပေမဲ့သူ့ကိုရင်ဆိုင်မဲလနဲ့စား သူမကကုတ်ထုံးကိုပဲအေးဆေးစွာဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။သူမကဘောဟန်ကိုမျက်စိမှိတ်ပြီးသူအကြိုက်ဆုံးမြင်ရမှုစိတ်ပူကြည့်ဖို့တောင်းဆိုခဲ့ပါတယ်။ဘောဟန်မျက်စိမှိတ်လိုက်တဲ့အခါသူဟာလေကွင်းတစ်ခုမှရဲနေတာကိုတွေ့လိုက်ရပြီးအဲ့ဒီမှာသူကသူ့ဖေအာမတ်ရဲ့ပုံရိပ်ကိုတွေ့ရပါတယ်။စိတ်လှုပ်ရှားမှုတွေလွန်မိုးနေတဲ့ဘောဟန်ကသူရှန်စီယားကိုကလေးစားချေချင်တဲ့အကြောင်းဝန်ခံခဲ့ပါတယ်။ဒါပေမဲ့အာမတ်ကသူ့ကိုညင်သာစွာရှင်းပြပါတယ်။ကလေးစားချေမဲ့အစားဘောဟန်တစ်ခုကိုစားတင်လိုက်ပါတယ်။ဒီစကားကိုပြောပြီးတဲ့နောက်အာမတ်ကထွက်သွားခဲ့ပါတယ်။ ဝဟန်ကသူ့ဖေကိုတင်းတင်းကြပ်ကြပ်ကြွေးဖက်ပြီးသူ့ကိုပြန်တွေ့ရတဲ့အတွက်ကြောဆွေနေခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့သူကဒေါက်တာမယ်လနီကိုကြွေးဖက်နေခဲ့တာပါ။ရှက်သွားတဲ့ဝဟန်ကအမြန်လွတ်လိုက်ပါတယ်။သူကမယ်လနီကိုကျေးဇူးတင်ပြီးအခုသူ့ဟာသူ့ရဲ့ကညမာကိုရင်ဆိုင်ကဗလဲစာချေဖို့အတွက်တကယ်ကိုအစင်းနေပြစ်နေပြီလို့ပြောလိုက်ပါတယ်။ဒီမှာကြာခင်မှာပဲဝဟန်ကဆေးရုံကနေနောက်တစ်ချိန်ထွက်ပြေးခဲ့ပါတယ်။သူကသူ့ရဲ့လျှို့ဝှက်စကန်အဟောင်းကြီးကိုပြန်သွားပြီးအဲ့ဒီမှာသူ့ရဲ့တိုက်ခိုက်ရေးပစ္စည်းကိရိယာတွေရှိနေခဲ့ပါတယ်။ အောက်ထုပ်ကြီကရင်ကြီးနဲ့လေဟုံစီရဟန်းတို့လုံလုံပုတ်ဒီဇိုင်းထောက်တာတဲ့ဝိရုံကိုမစင်ဘူး။ဝါဟန်ကနောက်ဆုံးမှတော့ဆင်သင်းကျင်းနေခဲ့ပါပြီ။အဲ့ဒီပစ္စည်းတွေနဲ့တူသူကတကယ်စူပါဟီးရိုးဝတ်စုံတစ်ခုကိုဖန်တီးခဲ့ပြီးကီဝမ်မန်ဆိုတဲ့စူပါဟီးရိုးကြီးဖြစ်လာခဲ့ပါတယ်။အခုသူ့ရဲ့နောက်ထပ်မစ်ရှင်ကတော့ဂိုရောတစ်ခုကနေလေပတ်နေတဲ့ဂိုင်းရဲ့ဒုပြအကြီးဆုံးခွဲကိုဖျက်ဆီးဖို့ပါပြီ။အဲ့ဒီဂိုင်းကပန်နာရုပ်တွေလိုတစိုက်ကတ်ထားတဲ့ဂုံတစ်တာတွေထဲမှာတရားမဝင်ဂုံပစ္စည်းတွေကိုမောင်းခိုကူးနေခဲ့ပါတယ်။ ုတ်တရက်ခြုံထက်တဲ့တန်လန်းတဲ့ကုလေးလေးမှပြန်ဝဲလာပြီးပါဝါပေါက်ကိုထိမှန်သွားပါလေဂိုတော်တို့ကလို့ရဲ့ရဲစမီကိုပိတ်ချလိုက်တာပါမျက်နှာချက်ကနေထိုးဆန်းတဲ့အတန်တွေထွက်လာပြီးဂိုင်းခွဲဝင်ရဲ့ကြောင်းလန်းတဲ့ကြောင့်အော်တန်တွေထွက်ပေါ်လာခဲ့ပါလေပြေမာတော့ထိတ်လန့်မှုတွေပြန့်နှံ့သွားခဲ့ပါလေဘာတွေဖြစ်နေလဲဆိုတာကိုကြည့်ဖို့အတွက်ဂိတ်စီကိုပြေးသွားခဲ့ကြပါလေအဲဒီနောက်မှာတော့ဘဲကရောက်လာမှမသိတဲ့ကီဝမ်မန်းကအထဲကိုဝင်ရောက်လာပြီးဂိုင်းကောင်းဆောင်ကိုပြင်းထန်စွာတိုက်ခိုက်ပါတော့လေဒါမျိုးနဲ့တိုက်ပွဲအနေမှာကီဝမ်မန်းကချော်လဲပြီး စုပုံထားတဲ့ကုန်ပစ္စည်းဘော့ကိုပြုတ်ကျသွားခဲ့ပါတယ်။ချက်ချင်းပဲဂိုင်းသားတွေကသူတို့ရဲ့တနက်တွေကိုမျှဝေပြစ်ခတ်ပါတော့တယ်။ကြီးစံတွေကိုရှောက်ကဲရင်ဒီဝမ်မန်းကပြန်လဲတိုက်ခိုက်ပြီးသူတို့အားလုံးကိုတယောက်တည်းရင်ဆိုင်ခဲ့ပါတယ်။သူတယောက်တည်းဖြစ်နေပေမဲ့ဒီဝမ်မန်းကဂိုင်းတစ်ခုလုံးကိုအလွယ်တကူအနိုင်ယူခဲ့ပါတယ်။ဒါတချောင်းနဲ့လက်နက်တပ်ဆင်ထားတဲ့လူမိုက်ပြောက်ပဲကျန်မာတော့တယ်။ခနာဒတိုက်ခိုက်ပြီးတဲ့နောက်ဒီဝမ်မန်းကသူ့ကိုလည်းအနိုင်ယူလိုက်ပြီးနောက်ဆုံးပြောက်ကိုအပြစ်တက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ ီဝမန်ကရုတ်တရက်သူ့ကိုသူရုပ်ရှင်ရုံတစ်ခုထဲမှာရောင်းနေတယ်လို့ထင်မှတ်သွားကဒေါသထပ်ပြီးသူကရုပ်ရှင်ရိုက်ခုနေတဲ့သူတွေကိုစတင်ရိုက်နှက်ပါတော့တယ်။ကင်မရာမန်၊ဘိတ်ကပ်ပညာရှင်၊ဂရိုက်တာနဲ့ဇညုံရေးဆရာတွေအားလုံးကိုရိုက်ပါတယ်။ထောင်လုံးသူ့ကိုရိုက်ဖို့အချိန်ရောက်တော့ဖွဲ့သားတွေကသူ့ကိုတားပြီးဆွဲထုတ်သွားကြပါတယ်။တကယ်တော့ဒါတွေအားလုံးကဝော်ဟန်ရဲ့ပျက်စီးနေတဲ့စစ်ပိုင်းစားတစ်ခုသာဖြစ်ပါတယ်။သူကသူ့ကိုသူရုပ်ရှင်ရဲ့ဇာတ်လိုက်ချစ်စိတ်ပူးရင်နေခဲ့တာပါ။တကယ်တမ်းမှာတော့သူကခိုင်းကိုဆက်လက်တိုက်ခိုင်းနေသေးပါပဲ။ ဂိုင်းထဲမှာတော့ဂိုင်းတောင်းဆောင်ပဲကျန်မာတော့တယ်သူတို့မြောက်တိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာပဲစုံတောင်ဆင်းတဲ့သူ့ခွဲကဝင်ရောက်လာခဲ့ပါတယ်ဂိုင်းကောင်းဆောင်ကအကူကြီးတောင်းလိုက်ပြီးမကြာခင်မှာပဲရဲနဲ့ဂိုင်းကြမ်းမအကြံပတ်တနပြစ်ကတ်မှုတွေဖြစ်ပွားပါတော့တယ်ဟိုတောင်ထဲမှာတော့ဗြဟ္မဒအချင်းကြီးကြမ်းမဂိုင်းကောင်းဆောင်ကထွက်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့ကီဝမန်းကသူ့ကိုမြေပေါ်တိုက်ချလိုက်ပြီးဆန်ရှင်ရဗိမာန်လဲလို့မေးပါတယ်ကြောင်းလန်းနေတဲ့ကောင်းဆောင်ကဆန်ရှင်ရအဲ့ဒီချိန်မှာစောင်းနေတဲ့အဆောင်အုပ်တစ်ခုရဲ့နာမည်ကိုထုတ်ပြောခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲစုံနောက်ဆင်းရောက်လာပြီးဤဝမ်မန်းကိုလက်နဲ့ချဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့သူတို့မလောက်ရှားခင်မှာပဲသူတို့မြောင်လုံးကိုခိုင်းသားတွေကဝိုင်းထားလိုက်ပါတယ်ရွေးချယ်စရာမရှိတော့တဲ့ဇင်းကမျက်နှာမိုးစော့ဟီရိုနဲ့တူတိုက်ခိုက်ခဲ့ရပါတယ်သူတို့နှစ်ယောက်ပူပေါင်းပြီးခိုင်းသားတွေကိုတယောက်ပြီးတယောက်ဖြိုခွင်းပါတယ်ဒီဝမ်မန်ကသူ့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုထုတ်ဖော်ကြသပြီးရန်သူတွေကိုတယောက်ပြီးတယောက်နိုင်ယူခဲ့ပါတယ်။စုံတော်စင်းကတော့ကားစည်းဘုတ်ကိုတက်ပြီးအပေါ်ကနေကြီးစံမိုးရွာချောက်ခဲ့ပါတယ်။ လူငင်ကအလွန်ကြောကွာချားနေပေမဲ့ဒီဝမ်မန်ကဂိုင်းသားအများစုကိုသူ့အရေးချင်းနဲ့နိုင်ယူခဲ့ပါရယ်။ဒါပေမဲ့ရုတ်တရက်လူမိုက်တယောက်ကလက်ပြပုံသူလုံးကိုထောက်ပြီးစုံသောစီကိုပြင်လွတ်လိုက်ပါရယ်။ကံကောင်းစွာနဲ့ဂိဝမ်မန်ကသူ့လက်နက်ကိုအမြဲကြည့်လျုပ်ပြီးလက်ပြပုံကိုလမ်းကြောင်းနဲ့ပြစ်လိုက်ပါရယ်။ဒါပေမဲ့ကံဆိုးခြင်းတော့လက်ပြပုံကအထဲမှာတုံလောက်ထားတဲ့တခြားပောက်ခွဲစီတဲ့ပစ္စည်းပြင်းချာမှကြားရောက်သွားပြီးကြီးမာတဲ့ဝင်းဆက်ပောက်ခွဲမှုကိုခစ်ပေါ်စေခဲ့ပါရယ်။ ဟိုတော်ဒီခုလုံးမီးနောက်တိုင်းသွေးနောက်မှမဟုတ်တီဝမ်မန်းကစုံနောက်ဆင်းကိုမြေအောက်သွန်အောင်ခန်းတစ်ခုတည်းကိုဆွဲခေါ်သွားပြီးအဖုံးကိုပိတ်ချလိုက်ပါတယ်။အဲဒီအချိန်မှာဆင်းကတီဝမ်မန်းကိုလက်နက်ချမှုတိုက်တွန်းခဲ့ပေမဲ့သူ့ရဲ့ကောင်းကတော့ဂျစ်ဆက်ပါတယ်။ဆင်းကတော့သူ့ရဲ့နောက်ရစကားတွေကိုပြောနေခဲ့ပါတယ်။ဒီလန်းကပြင့်မဲ့တဲ့အတက်ကိုပဲဆုံးရှုံးစေတယ်။ငါကိုယ်တိုင်နဲ့တခါကဥပဒေပြင်ပကနေရာဇဝဲမှုတွေကိုဖြေဆင်းဖို့စ조사ခဲ့ပူတယ်။အဲဒီအတွက်ကြောင့်လူတော်တော်များများတီခဲ့ရတယ်။ငါအဲဒီအဖြစ်တွေကိုအခုထိခံစားနေရတော့မယ်လို့ပြောပါတယ်။ ဤဝမ်မန်ကသူ့စကားတွေကိုနည်းနည်းနည်းစဉ်းစားခဲ့ပြီးနဲ့သူ့အတွက်တော့အမှန်တရားကရှင်းလင်းနေခဲ့ပါလေသူ့တာမရှိရင်လူတွေပုံပြီးတည်လိမ့်မယ်ဆိုတာပါအဲဒီနောက်မှာသူတို့မြောက်တယောက်ကိုတယောက်ကူညီပြီးအကိုကိုတက်ခဲ့ကြပါလေတယောက်ရဲ့ကြိုးကိုတယောက်ထောက်ပြီးနောက်ဆုံးမှာတော့အဲ့ဒီတွင်တွေကနေခွတ်ပေါ်လာခဲ့ကြပါလေဒါပေမဲ့သူတို့ပေါ်လာတာနဲ့ဆင်းကအချိန်မဆိုင်နဲ့ဤဝမ်မန်ကိုဖမ်းဆီးပြီးဂျန်နဲ့ယာရှိတွေကိုခေါ်လိုက်ပါလေဒါပေမဲ့ဘောဟန်ကအပြေးခြေတလန်းတာနေခဲ့ပါလေဆင်းအာယုံလွဲတဲ့ချိန်မှာဤဝမ်မန်ကလက်ထိပ်ကနေလုံမြောက်သွားပါပြီ သူကဆင်းကိုပိုက်လုံးတစ်ချောင်းနဲ့ပြန်ခတ်ပြီးထွက်ပြေးသွားခဲ့ပါလေ။မကြာခင်မှာပဲသူကစောင်းဟုတ်တစ်ခုရဲ့ပေါ်မှာယက်နေတဲ့ဆွမ်ရှီယားကိုတွေ့လိုက်ရပါလေ။ပြည်ဝမ်မန်းကိုမြင်တာနဲ့ဆွမ်ရှီယားကသူ့စိတ်ကိုဓာတ်ချောင်းပြစ်လွန်လိုက်ပါလေ။ဒါပေမဲ့ဆေးရုံမှာတော့ပဲပြည်ဝမ်မန်းကအဲ့ဒါကိုလက်ငပတ်နဲ့ဖမ်းယူလိုက်ပါလေ။သူ့ဝတ်စုံကိုကြည့်ပြီးဆွမ်ရှီယားကအနံ့တရားကိုနားနဲ့သွားပါလေ။ဒီငရဘုံစုလူသားသူ့ညီကိုဘောဟံမဲဆိုတာကိုပေါ့။ဆွမ်ရှီယားကသူ့ညီကိုတရားကြာပြီးတော့ယုံကြည်ခဲ့တာပါ။ဒါပေမဲ့ဒီမှာသူကအသက်ရှင်နေပြီးသူ့ကိုစိုက်ကြည့်နေပါလေ။ ရှန်ရှီယာကမင်းပင်လိုအသက်ရှင်ခင်းထားတယ်လို့မေးပါတယ်။ဝေါ်ဟန်ကတော့တိတ်ဆိတ်နေပါတယ်။သူကရှင်းပြမှုဒီနေရာမှာရှိနေတာမဟုတ်ပါဘူး။သူကသူ့ရဲ့မွေးစားပေးရဲ့တည်ဆုံမှုအတွက်မျက်စာချေဖို့ဒီမှာရောက်နေတာပါ။ဒါနဲ့ပဲညီကောင်တယောက်ရဲ့နောက်ဆုံးတိုက်ပွဲစတင်ခဲ့ပါတယ်။သူတို့မြောက်လုံးကတိုက်ခိုက်ရေးမှာဒန်းတို့အစွမ်းထက်တဲ့ညီကိုတွေပါ။အချိန်မှာရှန်ရှီယာကပြွေမန်းကိုနောက်ပြန်ကန်ထဲလိုက်ပြီးသူ့ကိုရင်းထွက်သွားစေခဲ့ပါတယ်။ဒါပေမဲ့ဘောဟန်ကအညံထပြီးဒေါသနဲ့ပြည်နေတဲ့တိုက်ပွဲကိုပြန်လဲစတင်ပါတယ်။ဘောဟန်ကမိငါတို့ဖိကိုတတ်ခဲ့တယ် မင်းငန်းကိုယူသွားတော့ကပြင်းတဲ့ကံဒဏ်ရာပေးခဲ့တယ်လို့စွပ်စွဲပါရီရွှန်ရှီယာကသူ့ကိုယ်သူခုခံရေးတခုခုကိုရှင်းကြဖို့စ조사ခဲ့ပြီးနဲ့ဘောဟန်ကနားမထောင်ခဲ့ပါဘူးသူပါသူ့ညီကိုကိုစကားပြောခွင့်မပေးဘဲမရက်မနာတန်းတိုက်ခိုက်ခဲ့ပါရီဆန်ရှီယာကဓာတ်ဆောင်ထုတ်ပြီးသူတို့မြောက်ပြင်းထန်စွာတိုက်ခိုက်နေကြပြန်ပါရီမကြခင်မှာတော့ကီဝဲမန်းသာတဖြည်းဖြည်းအသာစီရလာခဲ့ပါရီသူပါရှန်ရှီယာကိုနိုင်ယူပြီးရေဘော်ကိုလဲကျစေခဲ့ပါရီပြီးတော့သူ့ကိုဆွဲကင်ပြီးအဆောင်အုံရဲ့အစိုးမှတွဲလောင်းထားရခဲ့ပါရီ ငါမင်းကိုလွတ်ချလိုက်တင်လားလို့ချင်းချောင်းနေခဲ့ပြီးဝဟန်လွတ်ချတော့မဲ့ချိန်ပါပဲစုံတော်ဆင်းတဲ့သူ့ခွဲရောက်လာပြီးဆန်ရှီယားကိုလွတ်လိုက်ဖို့အော်ရင်နေခဲ့ပါတယ်ဒါပေမဲ့ဘောဟန်ကဆန်ရှီယားကိုဆွဲတင်မဲ့အစားသူ့နဲ့တူလိုက်ခုံချသွားပါတော့တယ်ဆန်ရှီယားကအောက်ကရေပိုက်လိုင်းထဲကိုကျသွားခဲ့ပြီးနဲ့ပြီဝမ်မန်ကသူ့ခွဲရုံကိုဖြတ်ပြီးလေဟုံစီးကညအမောက်လေးကိုပြန်တန်းထွက်ခွာသွားခဲ့ပါတယ်နိုင်မိုင်းကြမှာတော့ဘောဟန်ကသူ့အခန်းကိုအေးဆေးစွာနဲ့ပြန်ရောက်လာခဲ့ပါတယ်သူကအနည်းဆုံးတော့ငါနောက်ကတိုက်ပွဲတစ်ခုကနေအသက်ရှင်ခဲ့တယ်လို့တွေးနေပါတယ် ဒါပေမဲ့သူ့ရဲ့ငြိမ်းချမ်းတဲ့အချိန်လေးကကြာကြာမခံခဲ့ပါဘူး။ဂိုင်းတစ်ခုလုံးကဆေးရုံကိုဝင်ရောက်စီးနှင်းခဲ့ပြီးအပြင်းစားတိုက်ခိုက်မှုတွေကျူးလွန်ခဲ့ပါတယ်။သူတို့ကအရာအလုံးကိုဖျက်ဆီးပြစ်ပြီးဘောဟန်နမဲကိုအောက်ခေါ်ပြီးရှာဖွေနေကြပါတယ်။ဆေးရုံကမျိုးစိတစ်ပိတ်တွင်းမှာပဲမီးလောင်တိုက်တွင်းခံလိုက်ရပါပြီ။ယုံနာတော်တော်များများမီးလေးမှတိတ်ဆုံးခဲ့ပြီးတချို့ကတော့ပြင်းထန်စွာဒဏ်ရာရခဲ့ကြပါတယ်။ဂိုင်းသားတွေကဆေးရုံထဲကိုဝင်ရောက်ပွေတောက်ပြီးဘောဟန်ကိုရှာဖွေခဲ့ကြပါတယ်။မကြာခင်မှာတော့သူတို့ကဒေါက်တာမယ်လနီနဲ့တိုးခဲ့ပါတယ်။သူမကိုဖမ်းဖို့စူးစမ်းခဲ့ပြီးမြဲ ဝဟန်ကချိန်မီပေါ်လာပြီးသူတို့အားလုံးကို10မိနစ်တွင်းမှကြုံခွင်းခဲ့ပါလိမ့်။အခုတော့မယ်လနီကဝဟန်ဟာအီဝမ်မန်ချစ်ချောင်းတေချာတိတ်သွားပါပြီ။ဝဟန်ကတော့အခုချက်ချင်းဒီနေရာကနေထွက်သွားဖို့လိုတယ်လို့သတိပေးလိုက်ပါတယ်။မယ်လနီကသဘောတူလိုက်ပြီးသူတို့ရဲ့စက်ကြံကနေထွက်ပြေးနေချိန်မှာဆေးရုံကိုကဲတင်မှုအသေးအံစူးစမ်းနေတဲ့စုံနောက်ဆင်းနဲ့တိုးခဲ့ပါလိမ့်။သူတို့၃ယောက်အမြန်ထွက်ပြေးနေချိန်မှာတနက်သမားတယောက်ကသူတို့ကိုလမ်းပိတ်ပြီးဆင်းကိုတိုက်ခိုက်ပါလိမ့်။သူကကိုကိုကာကွယ်ဖို့မယ်လနီကပြန်လဲတိုက်ခိုက်ခဲ့ပြီးတိုက်ခိုက်သူကိုတနက်နဲ့ရိုက်ချလိုက်ပါတယ် တိုက်ပွဲပြီးတဲ့နောက်မှာတော့စင်သာသူညီမကိုနောက်ကနေထွက်ပြေးဖို့ပြောလိုက်ပြီးသူကကြံတဲ့လူတွေကိုကူညီဖို့နောက်မှနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘောဟန်ကအဆောင်စီဖို့တီးသွားခဲ့ပါတယ်။အဲဒီမှာသူကပောက်ပွဲတော့မဲ့လက်ပြုံတလုံးကိုတွေးလိုက်ရပါတယ်။အញ្ញံဆုံးကရင်တလုံးရနောက်ကိုခုန်ချလိုက်ပြီးမိကိုယ်တွေရှင်းသွားတဲ့အခါမှာဘောဟန်ကတုံ့လုံစွာနဲ့ရက်တန့်သွားပါတယ်။သူမြင်လိုက်ရတာကသူ့ရှိမှရင်းနေတဲ့အာမတ်ပါပဲ။တကယ်တမ်းကသူ့ငွေစားပေကတတ်ရှင်နေခဲ့တာပါ။အစပိုင်းကဘောဟန်ကဒါကသူ့ရဲ့နောက်ထပ်စိတ်ကူးရင်တစ်ခုလို့ခင်နေခဲ့ပေမယ့် တရားအမတ်ကတော့ပုံစံတစ်မျိုးပြောင်းနေခဲ့ပါလေသူ့မှာမျက်လုံးအတူတကူရှိပြီးအဲ့ဒီနောက်မှာတော့အမတ်တရားဟာပေါ်လာခဲ့ပါတယ်တကယ်တော့အမတ်ဟာရာဇဝိကန်းရဲ့တကယ်ကောင်းဆောင်အစ်ပဲဖြစ်တဲ့အကြောင်းတုတ်ပြောခဲ့ပါတယ်ဘောဟန်ကတုံလုံးချောက်ချာပြီးရှုံ့ထွေးနေပါလေဒါပေမဲ့သူမတုတ်ပြန်ခင်မှာပဲသူ့ဖေကသူ့ကိုပြင်းထန်စွာကန်ပြီးမြေပေါ်လဲချတက်လိုက်ပါတယ်အဲ့ဒီထိခိုက်မှုကနောက်တန်ပညာတွေကိုပြန်မှတ်မိစေခဲ့ပါတယ်ရှန်ရှီယာကသူ့ကိုတခါကဘယ်လိုတစ္ဆာဖောက်ခဲ့တယ်လဲဆိုတာအမတ်တရားကိုရှင်းလင်းစွာမြင်လိုက်ပါတယ် တကယ်တော့သူတို့ရဲ့ငွေစားပေးအာမတ်ကဒီတစ်ချောင်းလုံးမှာလက်နက်တွေရောင်းချနေခဲ့တာပါသူကဂိုင်းတောင်းတော့တယောက်ဖြစ်လာဖို့အတွက်ညှို့ဝှက်စွာစီစဉ်နေခဲ့တာဖြစ်ပါတယ်အဲ့ဒီညမှာသူကသူ့တာတပည့်နှစ်ယောက်လုံးကိုမင်းတို့ငါနဲ့တူဒီလုပ်ငန်းမှာပါဝင်ရမယ်လို့ပြောခဲ့ပါတယ်ဒါနဲ့မဲ့ဘောဟန်ကရင်းဆန်ပြီးသူ့ဖေးကိုဆန့်ကျင်ခဲ့ပါတယ်ရင်းဆိုင်မှုကတိုက်ပွဲဖြစ်အချိန်မြင့်လာပြီးချန်ရှီယာကသူ့ကိုတားဖို့ကြိုးစားခဲ့ပါတယ်သူကတက်ပြဖို့မဟုတ်ပဲပြိပက္ခကိုဆုံးတက်ဖို့ပါပဲသူကဒဏ်ရာရပြီးရက်တန့်သွားစေဖို့တနေ့နေ့တစ်ချက်ပြစ်ခဲ့ပေမဲ့ ကြည်စံကအမရဲ့မျက်လုံးကိုထိမှန်သွားခဲ့ပါတယ်။ဘောဟန်ကတော့မယုံနိုင်ပါဘူး။သူညီကိုဖြစ်သူကသူ့ရဲ့မွေးစားအဖေကိုတကယ်ပဲတနက်နဲ့ပြည့်ရတလားလို့ပေါ့။နောက်တော့ဘောဟန်ကသူ့တနက်ကိုထောက်ပို့တော်အချင်းနမီခင်မှာပဲရှန်ရှီယာကနောက်တစ်ချက်ပြစ်ချခဲ့ပါတယ်။ကြည်စံကဘောဟန်ရဲ့ကောက်ကိုရှက်ထိသွားပြီးပင်လယ်လေးကိုထိုးချသွားပါတယ်။ဘောဟန်နောက်ဆုံးသတိပြန်ရလာတဲ့အခါမှာတော့အမန်တရားကရှင်းလင်းနေခဲ့ပါပြီ။သူ့လက်တွေ့ဘဝကိုပြန်ရောက်လာပြီးသူ့အဖေကိုတားဖို့စူးစမ်းခဲ့ပါတယ်။ဒါနဲ့သူကအရင်အားနေနေခဲ့ပြီး အမက်ကသူ့ကိုရက်ဆက်စွာထိုးချိတ်ပါလေဒါရမဘောငန်ကဂျေဇုပြုပြီးဒီရအားလုံးကိုနောက်မှထားခဲ့ကြရအောင်ကျွန်တော်တို့အတူတူကောင်းမွန်တဲ့ဘဝတစ်ခုကိုနေထိုင်နိုင်ပါတယ်လို့တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့အမက်ကမင်းကြောင့်ငါမျက်လုံးတစ်ပတ်ဆုံးရှုံးခဲ့ရတယ်ဒါမင်းအမှားပဲမင်းအဲ့ဒီတော့သိဆက်ရလိမ့်မယ်လို့ကြိမ်းဝါပါတယ်သူကတနက်ကိုမြှောက်ပြီးနောက်တစ်ချိန်ကြိချဖို့အသင့်ဖြစ်နေခဲ့ပါပြီအဲ့ဒီချိန်မှာစုံနောက်စင်းကတနက်ပြစ်ခတ်ရင်ဝေရောက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့အမက်ကဘောဟန်ကိုလက်လွတ်ကပြန်ထွက်သွားရပါတယ် ဆင်းကဘောဟန်ကိုဂိတ်ကင်းရကိုအမြန်ခေါ်ဆောင်ကြွားခဲ့ချိန်မှာဂျေမီကတန်တရားဖြစ်ဖွယ်ရလက်ဆွဲအိတ်တလုံးကိုတဲဆောင်ပြီးပေါ်လာခဲ့ပါတယ်။ဆင်းကဘောဟန်ကိုဂိတ်ကင်းတဲ့နေရာမှာထားခဲ့ပြီးဂျေမီနောက်ကိုလိုက်သွားခဲ့ပါတယ်။သူဖမ်းမိတဲ့အခါဂျေမီကလက်ဆွဲအိတ်ကိုဖြွင့်ပြီးချိန်ကိုက်ပုံစတစ်တစ်ခုကိုထောက်ပြလိုက်ပါတယ်။အဲဒီဘုံပောက်ကွဲမှုကနေရာတစ်ခုလုံးကိုလွှမ်းခြုံသွားချိန်မှာဂျိုးဆက်ကတော့ဆိုးရွားလာပါတယ်။လူတော်တော်များများတဲဆောင်ပြီးအညာကြားတန်းရာရခဲ့ကြပါတယ်။တရှင်ကျန်ရည်သူတွေကသူတို့ရဲ့ဒေါသတွေကိုဘောဟန်ဘက်ကိုရိုက်ပြီး ေးပြည့်စည်မှုတွေကဗဟန်ကြောင့်ဖြစ်တယ်ဆိုတာပြည့်တင်ခဲ့ကြပါတယ်။ရှက်ယုံကြီးစစ်နှလုံးကြေခွဲစွာနဲ့ဗဟန်ကညအမောက်လေးကိုထွက်ပြေးသွားခဲ့ပါတယ်။နောက်ပိုင်းညမှာဗဟန်ကဆေးရုံကိုခိုးဝင်သွားခဲ့ပြီးစုံနောက်ဆေးရခန်းထဲကိုတရစိတ်ဝင်ရောက်ခဲ့ပါတယ်။ဆင်းကအသက်ရှင်ခဲ့ပေမဲ့ပြင်းထန်စွာဒဏ်ရာရခဲ့တာပါ။ပြေးရှိတဲ့စိတ်တွေလွမ်းမိုးနေတဲ့ဗဟန်ကခမည်းစကားကိုနားမထောင်မိတဲ့အတွက်တောင်းပန်ပါတယ်။ဒီအရှောက်ခွေးတွေကိုဘယ်လိုဖြေရှင်းရမလဲတော့ကျွန်တော်မသိတော့ပါဘူးလို့တောင်းပန်စကားဆိုနေခဲ့ပါလေ။သူကသူ့ရဲ့စကားအဟောင်းစီပြန်သွားခဲ့ပြီး အဲ့မှာသူကကီဝမ်မန်ဖြစ်နောက်တစ်ချိန်ဝစ်ဆင်ခဲ့ပါတယ်ဒီဒီချိန်မှာတော့သူ့ရဲ့နောက်ဆုံးတိုက်ပွဲအတွက်ပါမင်းရဲ့ပိုင်ပြမှာသူကဂိုင်းရဲ့စခန်းစည်းကိုရောက်ရှိရဖြစ်ပါတယ်တရားမွေကုံပစ္စည်းတွေနဲ့ငွေမဲတွေကိုကြီးမားတဲ့ကုံတစ်တာတွေထဲမှာဖုံးကွယ်ထားတဲ့ကြီးမားတဲ့စိတ်ကံတစ်ခုပါနေရာတစ်ခုလုံးကိုစတိုင်းတာတွေကစောင်းနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကကီဝမ်မန်ကိုတားဆီးလို့မရခဲ့ပါဘူးသူကကုံတစ်တာတွေကိုအကာအကွယ်အဖြစ်အသုံးပြုပြီးရိပ်တွေထဲမှာလှုပ်ရှားရင်းနဲ့ဂိုင်းသားတွေကိုတယောက်ပြီးတယောက်ချိုးခွင်းခဲ့ပါတယ် တနတ်တန်တွေကစိတ်ကန်းတလျှောက်ပဲ့တင်ထန်းနေပါလေ။နပါစီတယောက်ကစုံစမ်းစစ်ဆေးဖို့တွားခဲ့ပြီးသူ့ရဲဘော်တွေကတော်စင်ကြားရဲကြီးမောင်မှရှုံးနေနေလျောင်းနေတာတွေ့ရှိခဲ့ပါလေ။သူကအကြောင်းရင်းကိုရှာဖွေနေချိန်မှာလဲသူ့မျက်လုံးကကုန်တစ်တာနိုင်ငံတစ်ခုပေါ်ကိုကြားရောက်သွားပါလေ။အပေါ်မှာရှိနေတာကကြီးဝဲမန်းပါပဲ။တန်မဏိတစ်တာပေါ်မှာသူ့ရဲ့ခင်ကြီးအတင်ကြီးတောက်ကိုရေးဆွဲနေခဲ့ပါလေ။ဂိုင်းသားကသူ့ကိုတားဆီးဖို့စ조사ခဲ့ပေမယ့်ကြီးဝဲမန်းကသူ့ကိုနိုင်ငံနဲ့ပြင်းထန်စွာဆောင်းတိုက်လိုက်ပါလေ။ သူရဲ့စီးပွားကရွင့်သွားပြီးအမတ်သားကိုမီးဆွဲလောင်စေခဲ့ပါတယ်။ဒီဝမ်မန်ရဲ့တင်ဂျီတာကစိတ်ကန်းတလျှောက်တောက်ပစွာလောင်ကျွမ်းနေခဲ့ပါတယ်။အမတ်ကမီးတောင့်နေတဲ့အမတ်တစိုက်ကိုမြင်တော့သူရဲ့ဒေါသတွေပေါက်ကွဲသွားခဲ့ပြီးသူ့လူတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။တိုက်ပွဲကဆက်လက်ပြင်းထန်ခဲ့ပေမဲ့ဒီတစ်ချိန်မှာအမတ်ကတယောက်တည်းမဟုတ်ခဲ့ပါဘူး။ချွဲရှီယာကသူ့ဘေးမှာရပ်နေပြီးသူညီကိုဖြစ်သူကိုဂိုင်းခွဲဝင်နေကြားထဲကနေကြီးနေခဲ့ပါတယ်။နောက်တော့သူ့တနတ်ကိုပြည်ဝမ်မန်းစီကိုတဲတဲချိန်ရွယ်ခဲ့တဲ့နဲ့တကယ်ကြစ်ခတ်မဲ့ချိန်မှာတော့တုံဆိုင်နေခဲ့ပါတယ်။ အဲ့ဒီအနေငယ်တုံဆိုင်မှုကဝဟန်ကိုလွတ်မြောက်ခွင့်ပေးခဲ့ပါတယ်အခုကုန်တိတ္တာတွေကြားမှာအီဝန်မန်နက်ချန်ရှီယာတို့ရင်ဆိုင်တိုက်ခိုက်ကြပါပြီညီကိုမျိုးလုံးကလက်ရည်ညီနေပြီးတယောက်ကိုတယောက်ကျင်းတန်းစွာတိုက်ခိုက်ကြပါတယ်ချန်ရှီယာကသူ့ရဲ့တံများကိုထုတ်ခဲ့ပြီးနဲ့အီဝန်မန်ကသူ့ရဲ့လက်နဲ့ပုတ်ထုတ်လိုက်ပြီးအစွမ်းထက်တဲ့ချေပြန်ကန်ချက်တစ်ခုနဲ့ဆက်လက်တိုက်ခိုက်ပါတယ်ချန်ရှီယာကကုန်တိတ္တာတခုရဲ့အစိုးမပြုတ်ကျလို့လို့အချိန်ကြီးဖြစ်သွားပါတယ်ဒါပေမဲ့သူ့ကိုတုံးချမဲ့အစားဝဟန်ကသူ့လက်ကိုဆန့်တန်းပေးခဲ့တာပါသူ့မှာကလေးစားချေချင်စိတ်မရှိတော့ပါဘူး သူကသူ့ညီကိုနဲ့မွေးစားဖားခင်ကိုဒီအမောင်ကဘာတွေကနေဆွဲတောက်ချင်နေခဲ့တာပါဆရာရှီယာကကနဒါဆိုးအပ်သွားမိပြီးနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာညီကိုနဲ့နောက်ဆုံးမှာတော့ပြန်လည်သွေးဖိခဲ့ကြပါတယ်အဝေးကနေအာမတ်ကအရာအလုံးကိုကြီးနေခဲ့ကသူကဒေါသထွက်ပြီးကြီးမားတဲ့လောက်ချာကြီးနဲ့သူ့တပည့်သားရဲစီကိုပြစ်ခတ်လိုက်ပါတော့တယ်မိနစ်ပိုင်းကြာမှာတော့ပြူဝမ်မန်းကပြန်တပြေးရလာခဲ့ပြီးသူ့မျက်နှာပေါင်းတစ်စိတ်တစ်ပိုင်းသာပြီးလောက်နေခဲ့ပါတယ်သူမောကြည့်လိုက်တော့အာမတ်ကသူ့စီရှောင်းလာနေတာကိုတွေးလိုက်ပါတယ် အာနဲ့နေတဲ့သူရဲကောင်းကပြန်လေတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီနဲ့အာမတ်ကသူ့ကိုမယက်မနာရိုက်နှက်နေခဲ့တာပါအဲ့ဒီအချိန်မှာရှန်ရှီယာက ဝေးကနေဓာတ်ဆောင်ပြစ်လုပြီးအာမတ်ရဲ့ခုံးကိုထိုးဆိုင်သွားစီခဲ့ပါတယ်ဒေါ်သာထွက်နေတဲ့အာမတ်ကသူ့ရဲ့ပစ္စည်းကိုထောက်ပြီးကြီးစံတွေစက်တိုက်ပြစ်သွင်းလိုက်ပါတယ်ဒီလောက်ရကြောက်ပြွယ်မန်ကဒေါ်သာတွေနဲ့ပြင်းနှက်သွားကကြံရှိနေတဲ့ခွန်အားအလုံးကိုစူးစီးပြီးနောက်ဆုံးတိုက်ပွဲကထားရက်ခဲ့ပါတယ်ပြင်းထန်တဲ့လက်တီကျတွေဂျားတွေကနေဘောဟန်ကသူ့ဘေးကိုအောင်ဟင်းနေခဲ့ပါတယ် ကျောက်ကခမည်းကိုသူရဲကောင်းပြောင်းလို့မြင်ခဲ့ဘူးတဲ့ကျုပ်လိုချင်ခဲ့တာကခမည်းရဲ့ချစ်တွေပဲတခြားဘာမှမလိုချင်ခဲ့ဘူးဒါပေမဲ့အာမတ်ကအေးဆက်စွာပြန်ပြောခဲ့ပါလေငါမင်းတို့ကိုတိုက်ခိုက်ရေးသမားတွေကြီးပြောင်းလဲခိုင်းစားဖို့ပဲမွေးခဲ့တာဆိုပြီးတော့သူက yesterday လက်တီတစ်ချက်ကိုထိုးချလိုက်ပါလေဒီချိန်မှာတော့ဘောဟန်ကသူ့ဖေရဲ့လက်တီကိုဖမ်းပြီးသူ့ကိုနောက်ပြန်တွန်းထုတ်လိုက်ပါလေခမည်းကျုပ်တို့ကိုတိုက်ခိုက်ရေးသမားတယောက်ဖြစ်အောင်လုပ်ခဲ့တယ်ဒါပေမဲ့ခမည်းကိုနောက်တိုက်ရာဇဝတ်မှုတွေထပ်ကျူးလို့ခွင့်တော့ပြုတ်တော့မှမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါလေ မကြခင်မှာတော့သူရဲကောင်းကညနေဖို့ကိုဆွဲချပြီးပြင်းထန်တဲ့တိုက်ခတ်မှုတွေကိုစတင်လိုက်ပါတယ်။နောက်ဆုံးမှာတော့အာမက်ကိုတန်ကျိုးတွေနဲ့ဆောင်းတိုက်ပစ်ပြီးသူ့ရဲ့ညလုံးအတုကိုတောင်ထွက်ကြစီကအမောက်တိတ်လိုက်နိုင်ပါတော့တယ်။ချက်ချင်းဆိုတော့ပဲသူညီကိုစီအပြေးသွားပြီးဆန်ရှီယာကသူ့ရဲ့နောက်ဆုံးထွက်သက်ကိုရှုမိတာတွေ့ခဲ့ပါတယ်။မျက်ရည်တွေနဲ့သူကသူ့ညီကိုဖြစ်သူကိုတောင်းပန်နေခဲ့ပြီးနောက်ဆုံးမှာဆန်ရှီယာကဘော်ဟရဲ့လက်ထဲမှာတည်ဆုံးသွားခဲ့ပါတယ်။နိုင်မိုင်းကြမှာတော့ရဲတွေရောက်လာပြီးအာမက်နဲ့သူ့လူကျွမ်းကြံတွေကိုဖမ်းဆီးခဲ့ပါတယ်။ အခုတော့ပြည်ဝမန်ရဲ့တန်တာကြီးကပို့ပြီးတော့လမ်းမဲကြီးသွားခဲ့ပါပြီ။အာမရဲ့ရာဇဝဲကိုင်းကိုဖျက်ဆီးလိုက်တာနဲ့တူကျောင်းမန်းဖွဲ့ကျန်းတပ်မှုတွေကနောက်ဆုံးမှတော့အဆုံးသတ်သွားခဲ့ပါပြီ။ဇေယုံကိုပြန်လဲတိဆောက်ခဲ့ပြီးလူနာတွေလည်းပြန်လာကြကဘဝကတဖြည်းဖြည်းပုံမှန်ပြန်ကျင်းလာခဲ့ပါလေ။ဘောင်ကငါသူ့ဘဝကိုပုံမှန်တိုင်းဆက်လက်လေပတ်နေခဲ့ပြီးလူအပ်တဲ့အချိန်တိုင်းမှာလည်းသူ့မျိုးရဲ့ကာကွယ်စောင့်ရှောက်သူဖြစ်ဆက်လက်ရှင်သန်နေခဲ့ပါတော့တယ်ခင်ဗျာ။အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်အယောက်စီတိုင်းကိုဂျေဇုထူပဲတင်ရှိပါကြောင်းနဲ့ ပြည်သက်ညာတွေတကွာဒိုင်းပြည်နယ်လူသားမျိုးတွေကိုစိတ်မကပ်တော်သူများအားလုံးကျမ်းမာပေးကြပါစေကျွန်တော်ကတော့တင်ဆက်သူညုံဖေဖြစ်ပါရခင်ဗျာ